မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတက်နေဆိုရင်ပုပ်ပါရေးတာတော့စင်မောကလူဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကဖြစ်သည် မြေလက်ဒေသရှိမြို့လေးတစ်မြို့တွင်ယန္တနာ၃ပါးကိုအလွန်ကန့်ညွတ်သည့်အမျိုးသမီးတို့ရှိခဲ့လေသည် ထိုမျိုးသမီးသည်သူမ၏အိမ်ဥနှက်ဖြစ်သည့်ခွင်းဝန်းကိုလည်းချစ်ခင်လေးမြတ်စွာကာရဝတရားထားတတ်သူဖြစ်သည်။တာသမီးတွေကိုလည်းတိမ်ဝှေ့စွာဆုံးမတုံသင်ပဲ့ပြင်ရင်ပြုစုကျွံဝဲထိန်ချောင်းတတ်သူဖြစ်လေသည်။ယတနာမြတ်သုံးမနှင့်ဆိုင်သည့်စွန့်တော်လောင်းလူခြင်းစွန့်တော်ကတ်ခြင်းပန်းရည်စီမီကတ်လူခြင်းဗုဒ္ဓနုဒရီဘာဝနာဂုဏ်တော်ပွားများခြင်းစသည့်နေစပတ်ဝတ်တို့ကိုလည်းလေးလေးနက်နက်ဖြစ်ခြင်းရင်အေးချမ်းသည့်မိသားစုဘဝလေးကိုထူထောင်ထားခဲ့လေသည်။ ထို့သောအလူရဲဆက်လက်နဲ့မကွာတနိုင်တပိုင်ဖြစ်ခြင်းကစ조사လျှောက်လန်းနေရင်းနဲ့ပင်သူမတို့မိသားစုဘဝလေးသည်တဖြည်းဖြည်းတည်တည်တသာပြည့်စုံမြင့်မားလာခဲ့လေတော့သည်ပါမန်ရရစားစားဘဝမှာလုပ်ငန်းရှင်တို့အဖြစ်တိုးတက်ပြောင်းလဲလာခဲ့လေသည်ထို့သောတိုးတက်ပြည့်စုံလာသည့်နှင့်အမျှယတနာမြတ်သုံးပါးကိုလည်းပုံမူကံ့ညော့ပူဇော်လာခဲ့ပြန်သည်လူမှုတမ်းမှုတွေကိုပုံမူဖြစ်ကျင်ခဲ့လေတော့သည်ပရိတ်တော်ပဋ္ဌာန်တော်ဂုံတော်မြတ်တို့ကိုပုံမူပွားထုံကျင့်လန်းလာခဲ့လေတော့သည် သို့သောထိုမျိုးသမီးကိုယ်ဝယ်မှုဆိုင်ရာတွင်ယတနာမျက်သုံးပါတက်တက်ဟူ၍တော့မဆိုနိုင်ယတနာသုံးပါနှင့်အတူသူတော်စင်ပုဂ္ဂိုလ်လူတို့ဘာကိုလည်းယုံကြည်ကဲ့ညွတ်မှုရှိကြလေသည်ထိုသူတော်စင်ပုဂ္ဂိုလ်ကြီးအတွက်သူမတို့နေအိမ်ဖျားကန်းရှိဖျားเจ้าဆောင်၏ဘေးအောက်ဖက်တွင်တိသက်ခုံမြင့်တလုံးထားကပန်းရည်ချမ်းစီမီလင်းတို့ဖြင့်ဂါရဝပြုလေရှိလေသည်ထိုသူတော်စင်ပုဂ္ဂိုလ်မြတ်သည်ထိုမျိုးသမီးဤအတိတ်ဘဝများစွာမှပဋ္ဌာန်းဆက်ရှိခဲ့သူဟုလည်းစွဲမှတ်ယုံကြည်ထားလေသည် ထိုပုဂ္ဂိုလ်သူတော်စင်မှအိမ်မက်ဖြင့်ညွှန်ပြမှုတို့ကိုလိုက်နာကျင့်သုံးပြီးယန္တနာသုံးပါးပေါ်ပုံမူကန့်ညွတ်လာခဲ့ခြင်းဟုလည်းယုံကြည်ထားလေသည်ကျမကယန္တနာသုံးပါးကိုပဲအသက်နဲ့ထတ်တူဥထိပ်ပန်ဆင်ပြီးကိုယ်ွယ်စည်းကပ်နေတာပါကျမအတွက်ယန္တနာမြတ်သုံးပါးရဲ့အထက်မှာဘာမှမရှိဘူးယန္တနာမြတ်သုံးပါးနဲ့ဒန်းထူထားတာလည်းဘာမှမရှိပါဘူးကျမရဲ့အဖကဂါရဝပြုတယ်ဆိုတာကတော့မိဘဆရာသမားတွေရဲ့နေရာမှာထားပြီးဥထိပ်ပန်းစင်ဂါရဝပြုနေတာပါ အဘကကျမကိုအိမ်မက်တွေထဲမှာညှို့ပြတယ်ဆိုတာကလည်းမိဘကတားသမီးကိုစုံမတယ်လို့ဆရာကတပည့်ကိုစုံမတယ်လို့မျိုးကံကံဤအကျိုးကိုယုံကြည်ဆွဲမြဲဖို့တရားဘာဝနာတွေနာယူကျင့်သုံးဖို့တွေပဲညှို့ပြတာပါပြောရရင်တော့အဘကိုကျမနဲ့ပဋ္ဌာန်းဆက်ရှိတဲ့ကျမကိုစောင့်ရှောက်နေတဲ့သူတော်စင်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြီးညိုစိတ်ကပ်နေတာပါကျမအသိဉာဏ်တွေထဲမှာကိုယ်ဝယ်မှုဆိုင်ရာရောထွေးမှုလုံးဝမရှိပါဘူးကျမတားသမီးတွေကိုလည်းဒါရီနားလည်အောင်အမြဲတုံ့ပြန်ညှို့ပြထားပါတယ် ထိုစကားတို့သည်အလင်းတဲ့တိုင်းထိုမျိုးသမီးပြောလို့ရှိသည့်စကားတွေသာဖြစ်ပြောသည့်တိုင်းလည်းထိုတို့ကျင့်သုံးသူဖြစ်သည်ထိုယရနာသုံးမပေါ်တရတရားထက်သန်စွာလေးနဲ့ယုံကြည်စွာစိတ်ကတ်တတ်မှုကြောင့်သူမတို့မိသားစု၏ကုသိုလ်ကံတို့သည်ပုံပုံမြင့်မားလာရပြန်လေသည်ဤသို့ဖြင့်တဖြည်းဖြည်းအသက်အရွယ်ရလာကအမျိုးသမီးကြီးအရွယ်သို့ရောက်လာခဲ့၏ ိသားစုစီးပွားရေးမှာလည်းစက်ယုံကြီးတစ်ခုပိုင်ဆိုင်ထားသည့်လုပ်ငန်းရှင်ကြီးပင်ဖြစ်လာလေသည်စက်ယုံကိုပိုင်တိုက်ကိုပိုင်အိမ်ကိုပိုင်ကားတွေနဲ့ထိုးမြို့လေးဤထိတ်တန်းလူကုန်တန်းမိသားစုဖြစ်လာခဲ့လေသည်စီးပွားရေးသာမကဘာသာရေးသာသနာရေးလူမှုတက်မှုတို့တွင်လည်းထိုးခက်ကထိုးဒေသဤစံပြမိသားစုကြီးဖြစ်လာခဲ့လေတော့သည်တို့တို့ပစ္စည်းဥစ္စာအရှိန်အဝါတွေကြီးလာတော့ခါပုရုဇဉ်တို့တဘာဝတိုင်းပစ္စည်းဥစ္စာနဲ့ရှင်သည့်စိုးရိမ်မှုတွေလည်းဖြစ်လာရပြန်သည် ပစ္စည်းဥစ္စာဆိုတာဟုတ်ဒီပတ်ဒီမရှိသေးချိန်တုန်းကတော့လိုချင်တောင့်တတဲ့စိတ်နဲ့ပင်ပန်းရတယ်။ထိုက်တင်းတဲ့လောက်ပြည့်ပြည့်စုံစုံရှိလာပြန်တော့လေရန်သူမျိုး၅ပါးနှိပ်စက်မှတွေ့ပြီးကြောက်ကြကြရပြန်တော့တာပါပဲ။ဖျားနဲ့တရားနဲ့လည်းနေနေတာပါပဲ။ထိုက်တင်းတဲ့လောက်လှူဒန်းနေတာလည်းအမှန်ပါပဲ။ဒါပေမဲ့ ။တမထအသည့်လောင်းနဲ့တော့တောင်းတမှုကြောင်ကြောင်မှုစိတ်သောကတွေကိုတကယ်ဖြစ်ဖြောက်နာစွမ်းမရှိသေးပါဘူး။ကျမလည်းလှူဒါန်းတန်းတာဂုံတော်ပွားတာတွေထက်တော့ပိုပြီးမကြင်ကြံနိုင်သေးဘူးလေ။အမှန်တော့ထိုမျိုးသမီးကြီးသည်ပိုင်ဆိုင်မှုတွေများပြားလာသည့်အတွက်စွန့်လို့ရမည့်အဖြစ်မျိုးတွေကိုတွေးကြံပူပန်နေမိခြင်းသာဖြစ်၏။တညတွင်ထိုမျိုးသမီးကြီးသည်အိမ်မက်တစ်ခုကိုမြင်မှတ်လေသည်အိမ်မက်ထဲတွင်သူမ၏ဘကသူမတို့မိသားစုကိုခေါ်သွားပြီးမြမပြည်အနှံ့မှတကူးကြီးဖျားတွေကိုလှည့်လည်ဖူးစေသည်ဟုအိမ်မက်မှချင်းဖြစ်၏ တကူကြီးဖျားတွေကိုလှည့်လည်ဖူးနေရင်သူမ၏စိတ်တို့ပြန်လဲတည်ငြိမ်အေးချမ်းသွားရသည်ဟုအိမ်မက်မြတ်မှချင်းဖြစ်လေသည်ထိုရပိုင်းအတွင်းမှာပင်ထိုမျိုးသမီးကြီးသည်မိသားစုဝင်တချို့နှင့်တူမြန်မာနိုင်ငံနှင့်လှည့်လည်ကတကူကြီးဖျားများကိုဖူးမြော်ခဲ့လေတော်သည်ဖျားတော်တော်များများကိုဖူးမြော်ပြီးသည်နှင့်သူမ၏စိတ်နှလုံးတို့အိမ်မက်ထဲကလိုပင်အေးချမ်းတည်ငြိမ်သွားလေသည်အမျိုးသမီးကြီးသည်သူမတို့၏ကိုယ်ပိုင်ကားလေးဖြင့်ဖျားဖို့ထွက်ခြင်းဖြစ်သည် တနေ့တွင် မြို့တစ်မြို့မှရှေးဟောင်းဖျားတို့ကိုဖူးပြီးအခြားမြို့တစ်မြို့သို့ခရီးဆက်ခဲ့ရာလမ်းခုလက်တွင်ပင်နေအောင်ပြောက်၍ညချိန်သို့ရောက်သွားခဲ့လေသည်။သို့သောထိုညကလာပညာဖြစ်၏။လာပေဝန်းကဝိုင်းဆက်ဆက်နှင့်လင်းလင်းချင်းချင်းတာနေ။ဥတီလာသည့်မြို့ကိုရောက်ဖို့ခရီးကအတော်လှန်နေသည်။တော်ရံကလေးတစ်ခုအနည်းရောက်တွင်အမျိုးသမီးကြီးတို့၏ကားလေးရုတ်တရက်ထိုးရက်သွားလေသည်ကားလေးဆက်ချို့ရွံ့သွားသည့်အထင်းနှင့်ဒရိုင်ဘာကကားဆက်ကိုစစ်ဆေးနေညဘက်ရောက်ပြီးဖြစ်၍လမ်းပေါ်တွင်ကားအသွာလာကျဲပါနေသည် ထိုချိန်တွင်လမ်းတစ်ဖက်တော်တန်လေးထဲမှခန့်ညားလာပသည့်စင်ကြီးတကောင်ရုတ်တရက်ပေါ်လာလေသည်ထိမ့်ထိမ့်သားလေးသည့်လရောင်အောက်တွင်စင်ကြီးကလူသွားလမ်းလေးတိုင်းတင်းငိမ့်ငိမ့်ရှောက်လန်းလာနေစင်ကြီးပေါ်တွင်မူလူပုဂ္ဂိုလ်တို့ကထိုင်လျက်ပါလာ၏အဖြူအောင်ပစိုးကွက်ထောက်အတွင်းကန်ရှက်အင်းကြီးအဖြူအပေါ်မှပင်နီတိုက်ပုံနဲ့ခန့်ခန့်ညားညားထိုင်ပြီးလိုက်ပါလာခြင်းဖြစ်သည်အဖအဖဒါငါတို့ရဲ့အဖ အားလုံးငေးကြောင်နေစမှာပဲအမျိုးသမီးကြီးကစေဘောမပုပ်ကိုကြီးကိုစူးစူးဆိုင်ဆိုင်ကြီးကဝမ်းမန်းတသာလက်အုပ်ချီကြတော့လေတဆက်သေးကားပေါ်တွင် အသင်ပါလာသည့်ကင်မရာကိုယူကတွက်လက်စွာဖြင့်ဓာတ်ပုံရိုက်မိလျက်သားဖြစ်နေပြန်သည်စေဘောတွင်တင်းငိတ်ငိတ်စီးနေလိုက်ပါလာသည့်အဖိုးကြီးမျက်နာကတီတီကြီးကြီးနဲ့မျက်မှောင်ကျုပ်ထားပေမဲ့ပြုံရိပ်တွေဝေဝဲရှက်တန်းနေတာအထင်းသားတွေ့မြင်နေရပြန်သည်လကထိန်ထိန်သာနေ အားလုံးကလမ်းပေါ်ရင်စင်းကကြော့လျက်သားဖြစ်နေစင်ကြီးကသူတို့ကားနှိမ့်မဖြတ်ကတစ်ဖက်တော်တယ်လေးစီတို့တလှုပ်လှုပ်ထွက်ခွာသွားနေလေသည်စင်ကြီးနဲ့အဖိုးကြီးတို့မြင်ကွင်းမှာပြောက်ွယ်သွားသည့်အချိန်အားလုံးကအာဈေးထဲထားသလိုဘာစကားမှမပြောမိကြဘဲငေးကြောင်ကြည့်နေမိကြလေသည်ထို့နောက်အားလုံးသတိပြန်ရလာချိန်တွင်စင်ကြီးရောအဖိုးကြီးပါတစ်ဖက်တော်အုပ်ထဲသို့ပြောက်ွယ်သွားပြီဖြစ်သည် ဒီတော့မှအလုံးပြန်လဲတက်ဝင်လှုပ်ရှားသွားကြသည်ထိုချိန်တွင်ဒရိုင်ဘာကကားဆက်ကိုနှိုးကြည့်လိုက်ရာကားလေးကမိသည့်ဆက်ချိုရင်းမှုမှ မရှိတော့ဘဲပကတိအကောင်တိုင်းဆက်ပြန်နှိုးသွားလေတော့သည်ဒါတကယ်အဖြစ်ပြက်လားဆရာ တကယ်အဖြစ်ပြက်ပေါ့ကွယ်အဲ့ဒီအမျိုးသမီးကြီးကမြို့လေးကိုပြောင်းသွားတာနဲ့ဓာတ်ပုံကိုကြကြနာနာကူးယူပြီးခန်းခန်းနာနာချိတ်ဆွဲတာတယ်အဲ့ဒီစင်စည်းသားတဲ့ပုဂ္ဂိုလ်ကြီးကသူ့အမဲကိုကိုနေတဲ့ပုဂ္ဂိုလ်ထူးသူတော်စင်အဖပဲကွယ်အဲ့ဒီပုံကြီးကိုသူတို့အိမ်မှာကြကြနာနာချိတ်ဆွဲတာပြီးဂါရဝပြုခဲ့တဲ့ညမှာပဲအိမ်မက်တစ်ခုမှတ်ပြန်တဲ့အိမ်မက်ထဲမှာအဖကဘာပြောသလဲဆိုတော့သမီးရေစင်မော်ကလူဟာခွေယူကြောက်ဖို့မလိုပါဘူးတဲ့ငါသမီးမှာထိုက်တဲ့နဲ့ဒါနာတွေလည်းပြုထားတယ်ပြုနေတယ်ထိုက်တဲ့နဲ့သီလတွေလည်းစောင့်ထိန်းထားတယ် ထိုက်တဲ့နဲ့စရဏတရားတွေကိုလည်းဖြည့်ကျင်ထားတယ်။ဒါဆိုရင်ပြစ်စုံဝံရဲ့ရန်သူ၅ပါးပေးကိုပဲဖြစ်ဖြစ်တမလုံးကမကောင်းတဲ့လာရအပေပေးကိုပဲဖြစ်ဖြစ်တွေးကြောက်နေဖို့မလိုတော့ပါဘူး။ဒါပေမဲ့ပုရိသင်ဘဝနဲ့တန်တရားမှာကျင်လည်နေသမျှတော့ဇာတိဇရာဖြာတိမရဏဆိုတဲ့အိုနာတိပေးကတော့မလွတ်နိုင်သေးဘူးပေါ့ကွယ်။ ပြီးတော့လောကရန်တရားရဲ့ရိုက်ခတ်မှုတွေကိုလည်းခံယူနေဦးမှာပဲဒီအတွက်တော့ဝိပဿနာဓမ္မနဲ့မတ်ဆိုင်ဖို့ဆိုင်အောင်စူးစမ်းကြည့်ကြံသွားရမှာပဲဖြစ်မယ်အဲဒါကြောင့်ဘာပဲဖြစ်ဖြစ်ဒါနသီလဘာဝနာဆိုတဲ့စင်ပေါ်မှာရောက်နေဖို့ပဲတကယ်လိုအပ်တာပါစင်ပေါ်ကလူတွေဟာခွေးဥကြောက်ဖို့မလိုပါဘူးကွယ်ဆိုပြီးအဲ့ဒီလိုအိမ်မက်ပေးခဲ့တာပဲ ျွန်တော်ဒီဆရာစကားတွေကိုနားထောင်ရင်အံ့ဩ၍အံ့ဩနေကြရပါသည်။ဤလောကရှိတချို့ကိစ္စချင်းရာတွေကကျွန်တော်တို့လိုလူသားမန်တို့ဉာဏ်ဖြင့်လိုက်မမီနိုင်တာထေချာနေပြန်လေသည်။ဒါနဲ့ဆရာရဲ့ဆရာရောအဲ့ဒီတပ်ပုံကြီးကိုတွေ့ဘူးခဲ့တာလား။ ဟုတ်တယ်ကွအဲ့တုန်းကဆရာလဲဖုန်းကြီးចောင်းသားတယောက်ဆိုပါတော့ကွအဲ့တုန်းကဆရာတို့ចောင်းကခန်းနေဥပဇင်းလေးနဲ့အတူမကြခဏစိုးငံလိုက်ရတယ်ဆရာကចောင်းသားဆိုတော့ဆိုရင်ညိုက်ကင်ပြီးလိုက်ရတာပေါ့ကွအဲ့ဒီမျိုးသမီးကြီးရဲ့အိမ်ကိုအချိန်ချင်းရောက်ခဲ့ဘူးပါတယ်အဲ့ဒီပုဂ္ဂိုလ်ထူးကြီးရဲ့စင်စည်းနေတဲ့တပုံကြီးကိုလည်းအချိန်ချင်းဖူးတွေ့ခဲ့ရပါတယ်အဲ့ဒီတုန်းကစိုးငံကြွတဲ့ဥပဇင်းလေးတောင်ခုတော့ဆရာတော်ကြီးတစ်ပါးဖြစ်နေပြီပေါ့ မော်ဘီဘက်မှာចောင်းកံဖះတွေနဲ့တင်းတင်းတယ်တယ်ပြည့်ပြည့်စုံစုံပဲចောင်းနိုင်ကြတော့ကြီးဖြစ်သတင်းသုံးနေတယ်ကွအောင်အောင်မြင်မြင်သာသနာပြုနေတယ်ဆိုပါတော့ကွအဲ့ဒီအမျိုးသမီးကြီးကတော့ကွယ်လွန်သွားခဲ့တာကြားခဲ့ပြီလို့ကြားရတာပဲဆရာတော်အဲ့ဒီမျိုးလေးကိုမယောက်ဖြစ်တာကြားခဲ့ပြီလေထိုအကြောင်းတို့ကိုနားထောင်နေခဲ့ရစဉ်အချိန်ကကျွန်တော်ဆရာထမစမပညာကိုသင်ယူနေခြင်းဖြစ်သည်ကြီးလေးကြီးစမတမျိုးတည်းကိုပဲတစ်နှစ်လျင်ပုံပေါင်းများစွာရေးပြီးစမထုံနေရခြင်းလည်းဖြစ်သည် ကြီးလေးကြီးစမကိုဆရာညွန်မြသည့်တိုင်းတင်ယူပြီးပလာစာအုပ်တို့တွင် ခဲတံဖြင့်တပူပြီးတပုံထက်ကထက်ကရေးဆွဲရင်းထုံနေခဲ့ရ၏ပလာစာအုပ်တို့အပြည့်ဆွဲပြီးတိုင်းတောင်မော်စရီကလေးနှင့်တွင်ထိုစမစာအုပ်ကိုမိရှုကမိပူဇော်ရသည် ထို့သို့သုံးလလောက်ထုံပြီးသည့်နေ့တွင်ဆရာကထိုဆက်ကြောင်းလေးကိုပြောပြခဲ့ခြင်းဖြစ်သည်ယခုတော့ဆရာထံမှာလောကီပညာတွေသင်ယူခဲ့ကြတဲ့သူတွေပင်ခက်ဝဲဝဲကပုံရိပ်တွေဖြစ်သွားခဲ့ပြန်ချီပြီးကျွန်တော်ဒီဘဝနေ့ရဲ့နှစ်ကာလများစွာကိုဖြတ်တန်းလာခဲ့ရင်ဌာနသီလဘာဝနာဆိုသည့်လူတံဖို့အနှစ်အသားတွေကိုလည်းတက်ဆွမ်းသမျှအလေးဂရုပြုနိုင်လာပြီဖြစ်၏ သို့တော့ပုရုဇဉ်တို့၏ဓလေ့တိုင်းကျွန်တော်မြင့်မြတ်နိုးနိုးသင်ယူခဲ့လေ့လာခဲ့ဖို့သည့်လောကီပညာတွေကိုလည်းလောကီမှုအထောက်အပံ့တစ်ခုဖြစ်အလင်းတင်သလိုတုံးဆွဲမိနေသေးကြောင်းဝန်ခံရဦးမည်ဖြစ်ပေသည်ဤသောမရေအောင်စေသောကူညီပေးခဲ့ကြသည့်သူတော်စင်အဖကျွန်တော်ဆရာတဦးနဲ့ကျွန်တော်မိတ်ဆွေစာရေးဆရာဖုံမသွန်းတို့ကိုထူးကျေးဇူးတင်ပါသည်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မတို့ရဲ့ငြိမ်းစေရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြကြပါဦးရှင် ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်